ဒီဇင်ဘာလ25ရက်နေ့နေ့လယ်12နာရီခွဲခန့်ကပဲခူးတိုင်းဒေသကြီးတောင်ကုန်းမြို့16ရက်ွယ်ကံလန်းရေနုံမြောင်နဘေးပြည်သူစေယုံကြီးရှိစေယုံဝင်းတန်းလမ်းကခြံစည်းရိုးနဘေးမှာမိုင်းတံတန်ပြုတ်လုထားတဲ့မတင်ငါဘွေရအထုတ်တထုတ်ကိုတွေ့ရှိခဲ့ရပြီးသက်ဆိုင်ရာကပေါက်ခွဲရှင်းလင်းဖြက်ဆီးခဲ့ရတယ်လို့သိရပါဗျ။တွေ့ရှိခဲ့တဲ့မိုင်းတို့ကိုနေ့လယ်2နာရီကျော်ကအမှတ်931အစ်မြပြင်းအင်ဂျင်နီယာတယင်းကနေလာရောက်စစ်ဆေးခဲ့ပြီး water bottle နီးနဲ့ဆန်းသက်စစ်ဆေးခဲ့ရာ လူနဲ့ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့မိုင်းမဟုတ်ဘဲလက်လုံမိုင်းသဏ္ဍာန်ပြုလုပ်ထားတဲ့ဆက်ကူဘူးတဘူးသာဖြစ်တယ်လို့သိရပါဗျ။စစ်ဆေးတွေ့ရှိရတဲ့မတင်ငါဘွေရာဆက်ကူဘူးဟာအပြာရောင်အစိမ်းရောင်အနီရောင် gas meter သုံးလုံးနဲ့အရှိသုံးလက်မှာအဝအကျဲငါးမှုစိအရွယ်ရှိတဲ့ plastic ဘူးရှည်တဘူးတို့ကိုသာတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဆိုပါပစ္စည်းကိုအနီးမှာရှိတဲ့ဆိုင်ငယ်ကယ်ရီသမားတွေကစတင်တွေ့ရှိခဲ့ပြီးတောင်ငုံမြို့အမှတ်တရရဲစခန်းကိုဖုန်းဆက်သတင်းပေးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအတွက်သက်ဆိုင်ရာကလာရောက်စစ်ဆေးခဲ့ပြီးပောက်ကွဲစေတတ်တဲ့ဘုံမဟုတ်ကြောင်းအတည်ပြုခဲ့ပါတယ်။ဒီဇင်ဘာလ25ရက်နေ့မှာတွေ့ရှိခဲ့တဲ့မသိငါဘွေရအထုပ်တွေ့ရှိတဲ့နေရာနဲ့အနောက်ဘက်နှစ်ဖာလုံခန့်အကွာမှာရှိတဲ့တောင်ကူမျိုး18ရက်ကွက်ကံလန်းမှာရှိတဲ့ချမ်းမြေ့အဲ့ရိတ်သားမှာပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ညပိုင်းမှာဘုံပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူ2ဦးသေဆုံးက2ဦးထဏ်ရာရရှိခဲ့ပါတယ်။